အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့အာစနယ်ကတော့ဒါတိုက်စစ်မှု ကောင်းတယောက်ကိုမဖြစ်မနေဒီယာရီမှာလိုအပ်နေတယ်အသေးအတန်လည်းလိုက်နေတယ်ဆိုတော့ဒီဒီမှာဒါထိတ်တန်းတိုက်စစ်မှုနှစ်ယောက်ဖြစ်တဲ့ယော့ကရှန်နဲ့ဆက်ကိုကိုဒါအာစနယ်တို့ချိန်ရထားတယ်ပေါ့ဆိုတော့ဒါကတော့အစိုးရကြီးတီးပြီးတာလက်ရှိမှာဆိုရင်ဒါဆက်ကိုကိုပို့ပြီးတော့ဒါတော်တော်လေးနီးစပ်နေတယ်တော်တော်လေးရအောင်စူးစမ်းနေတယ်ပေါ့လိုက်စ်တင်နေလည်းတော်တော်လေးညှိနေတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ထပ်ပြီးတော့ အာသတင်းအစ်စ်တခုပြောချင်တာကပေါ့လေတကယ်လို့ဒါကျွန်တော်တို့ကယော့ရှက်နဲ့19နှစ်ယောက်ထဲကတယောက်မှမရခဲ့ဘူးဆိုရင်ကျွန်တော်တို့ backup player အနေနဲ့ Oliver King ကိုຢာထားတယ်လို့သိရတယ်ဆိုတော့အဲအဲ့ဒါအဲ့ဒီတင်ဒီတင်လေးကိုပြောချင်လို့ပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့က Arsenal ရဲ့အဓိကပြတ်မှတ်ကတော့ဒါယော့ရှက်နဲ့19ပဲအဲ့နှစ်ယောက်ကလွယ်လို့တခြားကျန်တဲ့ကစားသမားတွေစိတ်မဝင်ပါဘူးနှစ်ယောက်ထဲကတယောက်ရအောင်ခေါ်မယ်ဒါပေမဲ့တကယ်လို့ဒါချွတ်ချော်ခဲ့ရင်เนาะ ိုကျွန်တော်တို့ backup player အနေနဲ့ only working ကိုယာထားတယ်ဆိုတာသိရတယ်အဲ့ဒါလေးပြောချင်လို့ဆိုတော့ only working ကလောလောဆယ်မှာ29နှစ်ပြောရတယ်လာမယ့်ဒီဇင်ဘာဆိုအသက်30ပြည့်တော်မှာဆိုတော့မဆိုးဘူးပေါ့ဗျာเนาะဟို Premier League ဘာဝအနေနဲ့တစ်နှစ်ကတော့ကောင်းကောင်း special သုံးလို့ရရည်ရယ်ပေါ့เนาะဒါပေမဲ့တစ်နှစ်နှစ်နှစ်ပေါ့เนาะအလွန်ဆုံးအဲ့ဒါထက်ပိုပြီးတော့သုံးလို့မကောင်းဘူးဆိုတဲ့အခါမှာကျွန်တော်တို့ဒီ Arsenal fan ညီကိုမောင်နှမတွေအနေနဲ့ဘယ်လိုမြင်လဲ ဟောလီဝုဒ်ကြီးကြီးဆိုရင်ရောတကယ်လို့ဒါအားပါတော့လိုချင်တာတော့ယောက်ျက်နဲ့ဆက်ကိုပေါ့နော်အဲ့ဒီနှစ်ယောက်လုံးမရခဲ့ဘူးတကယ်လို့ဒါပေါ့နော်မရခဲ့ဘူးဆိုရင်ဒီလိုအာဆင်နယ်ဘက်ကပလေယာအနေနဲ့ယာထားတဲ့ဟောလီဝုဒ်ကိုညီကိုရီအနေနဲ့လုံးရင်ကြရလားအဲ့ဒါလည်းပြောခဲ့ပါအောင်နော်ဆိုတော့ကျွန်တော်အမြင်ကတော့ဆိုးတော့မဆိုးဘူးပေါ့လေနော်ဟို तू ကပရီးမီးယားလိဘာဝအနေနဲ့ကစားသမားဆိုတော့တော်တော်ချက်ချင်းတော့အန်ဝန်ကွန်ကြဖြစ်ဖို့တော့လိုတယ် ါပေမဲ့ Oliver Kane အဆင့်လောက်နဲ့တော့ Champion နေပိုင်းတွားစင်ခေါ်ဖို့ရတော့မလွယ်ဘူးလို့တော့မြင်မိရယ်လိုချင်တာကတော့ဒါ York နဲ့ဆက်ကူတဲ့နှစ်ယောက်တည်းကတယောက်ယောက်ကတော့မဖြစ်မနေကိုခေါ်တဲ့နယ်လို့မြင်ပါတယ်เนาะဆိုတော့ဒီလောက်ပါပဲเนาะအဆင်ပြေကျွန်တော် TikTok Facebook နဲ့ YouTube Channel တွေကိုလည်း Like and Subscribe လုပ်ပြီးတော့ Update ကြပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်